လူအများရဲ့တနာတက်တဲ့စိတ်ကိုအသုံးချပြီးအလူငွေတွေကိုလက်ခံနေတဲ့ရှေ့ပြည်သားကငတ်ကြပြအမျိုးသမီးအခုရပိုင်းဆိုရှယ်မီဒီယာမှာလူပြောများနေတဲ့လိုင်းသားရမပစ္စည်းခိုးသူကိစ္စကတော့တဖြည်းဖြည်းနဲ့ပေါ်ပေါက်လာပြီးတော့နောက်ဆုံးမှာတရုတ်မှန်နေထွက်လာပါတယ်။လိုင်းသားရမဖွက်လက်ထားတဲ့အထက်ဆိုင်မှာအမျိုးသမီးတယောက်နဲ့နှစ်နှစ်ရွယ်ကလေးတယောက်ကိုဆန်ရှင်ကတခိုးလိုဆွဆွဲပြီးတဲ့နောက်ဝန်ထမ်းတွေကပါအလူတူအလူပါလုပ်ပေးခဲ့ပါတယ်။ဆန်ကပစ္စည်းတွေကိုခဏခဏလာခိုးနေလို့ဒီတစ်ခါမှာတော့တီးမခံတော့ဘူးဆိုတဲ့ဆန်ရှင်အမျိုးသမီးပြောခဲ့တဲ့စကားတွေနဲ့လောက်ရက်တွေကဆိုရှယ်မီဒီယာမှာပြန့်နှံ့သွားခဲ့ပါတယ်။ဆန်ရှင်အမျိုး သမီးကအရင်ကတော့တီးခံခဲ့ပေမဲ့မကြာခဏလာခိုးတဲ့နောက်မှာစိတ်မထိန်နိုင်ဖြစ်သွားခဲ့ပါတယ်။အဲ့ဒီဗီဒီယိုကပြန့်နှံ့လာပြီးတဲ့နောက်ကလေးကိုတနာတာကြောင့်လူမှုရေးအဖွဲ့အစည်းတွေကအလိုက်အလျောက်တစ်ခုမှလိုက်ရှာခဲ့ကြပြီးနောက်ဆုံးတော့ရှာတွေ့သွားကြပါတယ်။တကယ်တော့ဒီအမျိုးသမီးကြီးနဲ့ကလေးကဆွေမျိုးနီးစပ်ရောသားရှိပြီးတော့ကလေးပန်းပြပြီးလှူစားနေတာဖြစ်တဲ့အကြောင်းသိသွားခဲ့ကြပါတယ်။ကလေးမှာမိဘတွေရှိသေးပြီးတော့သူတို့ကလေးအကြောင်းလူပြောများမှသာအဖြစ်မှန်ကိုသိသွားခဲ့ကြပါတယ်။ဒီအမျိုးသမီးကြီးကဒီအလောက်ကိုလှူလာခဲ့တာကြားပြီးဖြစ်ပြီးသူ့ရဲ့အကြောင်းပြချက်ကတော့သူ့ရဲ့မိတွေကိုလှုပ်ကြွေးတာပါလို့လည်းဆိုပါ ါတယ်။သူရဲ့သမီးကကလေးတွေကိုထားသွားလို့မိခင်နဲ့ကြင်ခင်ရပြီးငတ်တက်ပြအလုပ်ကိုလှုပ်ဆောင်ရပါတယ်လို့လည်းရှင်းပြခဲ့ပါတယ်။ဒီအမျိုးသမီးကိုတော့အလူရှင်တွေကငွေတွေတောင်းရလူတန်းပြီးမှတခုအလုပ်လုပ်မှန်းသိသွားခဲ့ကြတာပါရှင်။ငတ်တက်ပြအမျိုးသမီးကသူနဲ့ဆွေမျိုးနှိစက်တော်တဲ့ကလေးတယောက်ကိုထိမ့်ပေးမယ်ဆိုပြီးနေ့စဉ်ခေါ်သွားတတ်တာနှစ်နှစ်ရှိပြီဖြစ်တဲ့အကြောင်းကလေးအမိခင်ကပြောပြပါတယ်။ကလေးထိမ့်ပေးရမယ်ဆိုရင်ကလေးအမိကငွေတီးသန့်ပေးရမှာဖြစ်ပေမဲ့ဒီအမျိုးသမီးကတော့ကလေးကိုသူထိမ့်ပေးပါမယ်ဆိုပြီးတော့ခေါ်သွားပါတယ်။ကလေးကိုလာပြန်ဖို့ရင်မုံဘိုးတွေလည်းပေးတဲ့အပြင်မ ုံနေပါဝယ်ကြွေးတယ်လို့ဆိုပါတယ်။ကလေးမိဘတွေကလည်းအလုံးလုံးနေရတာဖြစ်တာကြောင့်ကလေးချင်းမိမဲ့လူရှိတာကိုဝမ်းသာနေပြီးတော့မုံဘိုးတွေပါရနေလို့ဘာမှမပြောခဲ့ကြပါဘူး။အခုတော့ဒီအမျိုးသမီးကကလေးကိုရှူပြည်သားကနေလာခေါ်ပြီးလှိုင်းသာရအထီးရောက်လာကနေ့စဉ်နေ့တိုင်းခိုးတဲ့အလုပ်ကိုလုပ်ပါတယ်။တစုံတယောက်ကဖမ်းမိသွားရင်တော့ကလေးကိုပြသလို့ရတာကြောင့်ရစကန်အထီးရောက်တဲ့အထီးလည်းဖမ်းမခံရတော့ပါဘူး။သူကလေးအဖြစ်ပြောပြထားတဲ့ဒီအမျိုးသမီးကရိုးရိုးအားကြီးမဟုတ်ပဲတခြားသူတွေထက်ကရုံးမော်ထိတ်ကွက်နိုင်တာကြောင့်သာဒီအလုပ်ကိုလုပ်နေခဲ့တာပါ။ကလေးရဲ့အမိအရင်ကတော့နေ့နာကျေးတွေမလို့ကျင် မဲ့အလှူငွေပဲလိုချင်တယ်လို့ဆိုပါတယ်။သူကလေးကိုလည်းဘသူနဲ့မှမထက်ပြီးတော့ပဲသူတို့ကိုယ်တိုင်ပဲထိန်းတော့မှဖြစ်ပြီးတော့အိုးမကွာအိမ်မကွာပဲအလလုတက်မှာပါရှင်။ကလေးမိကကလေးကိုနှစ်နှစ်ကြာအောင်နေ့စဉ်နေ့တိုင်းထက်ပေးပြီးငွေတွေရနေတာကိုတော့ဒီအလောက်လုံးနေမှမသိဘူးဆိုတဲ့စကားကိုတော့လူအများကလက်မခံကျင်ကြပါဘူး။သူတို့ကိုယ်တိုင်လည်းလူတူအလိုပါဖြစ်နေနိုင်တယ်ဆိုပြီးတော့အလှူရှင်တွေကအလှူငွေတွေအလကားဖြစ်သွားမှာလေဆိုရင်နေကြပါတယ်။ရန်ကုန်မှာဒီလိုဈေးကောင်းကရှိနေတာကြာပြီဖြစ်ပေမဲ့အခုတော့ဒီကိစ္စကြောင့်သာလူအများသိသွားခဲ့ကြပါတယ်။ဇာတိကြတွေပြပြလာတဲ့နောက်အလုပ်ကိုရိုးသား င်းစွာမလွတ်ချင်ကြတော့ပဲအလွယ်ရမဲ့လမ်းကိုလိုက်ရင်းနဲ့ဒီအလုံးနဲ့ပဲရက်တည်လာခဲ့ကြတာပါလက်ရှိမှာတော့ဆန်ရှင်အမျိုးသမီးကအပြောမတက်လို့ပစ္စည်းလက်အခုခံရတဲ့ပြင်ရက်စကမ်းမှလည်းဖြည့်ရှင်နေရပါတယ်ဆန်ရှင်အမျိုးသမီးရဲ့မိသားစုကတော့သူ့အမောင်းကိုဝန်ခံချပြီးခဏခဏအခုခံရတော့စိတ်တူပြီးတော့လုံမိသွားတာဖြစ်တဲ့အကြောင်းရှင်းပြချပါတယ်ဝန်ထမ်းမင်းကလေးကိုကလေးခေါ်ခိုင်းတာကလည်းကလေးပန်းပြပြီးနောက်မလုပ်ရအောင်သတိပေးုံသာဖြစ်ပြီးတော့သူတို့ကိုအချက်မလွဲဖို့အတွက်လည်းတောင်းဆိုထားပါတယ်ရှင် ကလေးရဲ့မိသားစုနဲ့အတူငတ်တက်ပြအမျိုးသမီးကိုငွေကြေးတွေလက်ထက်မထက်ပေးပဲလောက်ကင်စားတော့လို့ရအောင်စီစဉ်ပေးမဲ့သူတွေလည်းရှိနေပါတယ်။ငွေကိုအလွယ်ရလို့မလုတဲ့နာတွေလုံနေကြတဲ့ဒီလိုအမျိုးသမီးအုပ်စုကိုဘလိုနည်းနဲ့ပပျောက်သွားအောင်လုပ်တင်လဲဆိုတော့ကိုမမအမြင်လေးတွေပြောခဲ့ပါအောင်နော်။ကြီးစုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။